မြင့်တက်လွင် channel ကိုစောင့်မျှော်အားပေးနားဆင်နေကြတဲ့ချစ်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာယခုတစ်ခါမှာတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့ဆရာအကသော်ရေးသားထားတဲ့ပထမဘိုးဘိုးအောင်ရဲ့မင်းတုံးမင်းနဲ့ဘိုးဘိုးအောင်ဆိုတဲ့စသိန်းပိုင်းလေးကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူကိုခန့်မယ်ဖြစ်ပါတယ်ခင်ဗျာမင်းတုံးမင်းနဲ့ဘိုးဘိုးအောင် ပကံမင်းကိုညီလိုများဖြစ်ကြသည့်မင်းနှောင်းမင်းနဲ့ကနောင်မင်းကပူးပေါင်းကရွှေဘိုတွင်ပုံကံ၍အမရပူရာနေပြီးတော့ကိုတိုက်ခိုက်ကြတယ်။ပုံကံမှုအောင်မြင်၍ပကံမင်းကိုနမ်းချပြီးမင်းနှောင်းမင်းကနမ်းတက်လာပါတယ်။မင်းနှောင်းမင်းမှာယတနာပုံနေပြီးတော့တစ်ကိုတီထောင်ပြောင်းရှိစိုးဆန်းခဲ့ပြီးဘိုးဘွားအောင်မှာမင်းစိုးမင်းညင်တရားမဆောင်သောမင်းများ၏လက်ထက်တွင်ပုံရှုပ်ွယ်ရှုပ်နေထိုင်ရာမှာမင်းနှောင်းမင်းကြီးလက်ထက်တွင်ပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။ထို့သောပေါ်ပေါက်လာခြင်းမှာလည်းမင်းနှောင်းမင်းမှာဘာသာတာသနာကိုအလွန်ကြီးညိုသောမင်းဖြစ်သည်မို့ချင်းမြင့်မြောက်ဆိုင်ရာအတွက်ရောက်ရှိလာခြင်းပဲဖြစ်ပါတယ်။ ဗိုလ်ဘိုးအောင်မှမန္တလေးတောင်ပေါ်သို့ညနေတိုင်းတက်၍အတိတ်တန်ကျင့်စဉ်များကျင့်ကြံလျက်ရှိသည်တောင်ပေါ်သို့တက်သည့်အခါတိုင်းတောင်ကြီးရှိပန်းတယ်မှလေးမညိုထမ်းမှဖျားပမျှကိုဝယ်ယူလေးရှိ၏ဗိုလ်ဘိုးအောင်ပျောက်ကွယ်သွားသည်မှာနှစ်အတော်ကြာပြီဖြစ်သည်ဖြင့်လူအများမှဗိုလ်ဘိုးအောင်ကိုမမှတ်မိကြတော့ပေဝိဖြူစင်ကျင်နှင့်သူတော်စင်ကြီးတဦးဟုသာထင်မှတ်နေကြရလည်းဖြစ်ပါတယ်ဗိုလ်ဘိုးအောင်မှမညိုထမ်းတွင်ပန်းဝယ်ပန်းများလာသည့်အခါမျက်မှန်းတမ်းမိလာပါတယ်မညိုမှာဘိုးဘွားရဲ့ရုပ်ရည်တွင်ပြင်ကိုမြင်တွေ့ရသည့်နေ့ပင်အလွန်လေးစားကြည်ညိုနေခဲ့မိပါတယ် ဘိုးဘိုးရဲ့ကျမဘိုးဘိုးကိုတိတ်ကြည်ညိုမိပါတယ်။ဘိုးဘိုးကယတနာသုံးပေါက်စီးကပ်ကိုကွယ်တာကိုကျမလေးစားပါတယ်။ဒါကြောင့်ကျမလည်းကုသိုလ်ရအောင်လို့ဘိုးဘိုးကိုကျမပန်းတွေလူတိုင်းပြီးဒါနပြုပါမယ်။ဘိုးဘိုးမဝယ်ပါနဲ့တော့။ဟောဒီပန်းတွေတည်းကဘိုးဘိုးကျက်တလောက်သာယူပြီးတော့လှူဒန်းမှာတော့ဘိုးဘိုးအောင်မှာမညိုရဲ့စိတ်ဓာတ်ကိုစမ်းသပ်ကြည့်ချင်လာတာကြောင့်တနေ့နေနေနဲ့ပန်းများကိုတိုးရိပ်ယူလေးပါတယ်။၃လခန့်ကြာတဲ့အခါတနေ့တနေ့ပန်းများကိုလက်နှစ်ဖက်နဲ့တပွေကြီးတိတ်ယူရတဲ့အထိ မန်းညိုမှာဘိုးဘွားတယောက်ပန်းအများပြအလကားယူနေတော့လေမျက်နှာတစ်ချက်မပြတ်ခဲ့မိမိပင် ကုသိုလ်ရသေးသည်ဟုတွေးထင်မှတ်ထားရလည်းဖြစ်ပါတယ်ဘိုးဘွားအောင်မှာမန်းညိုရဲ့ဖြူစင်သည့်စိတ်ထားကိုချင်းမြောက်ချင်တာဖြစ်ပြီးတစ်ဖက်တစ်လမ်းကလည်းတိုင်းပြည်အုပ်ချုပ်မင်းလုံးနေသည့်မင်းတုံးမင်းစိတ်အခြေအနေကိုအကဲခတ်ကျင်သေးတာကြောင့်တောင်းလာပြင်းမြောက်ပြီးသည့်လာပြည့်ရက်တရက်တွင်ဘိုးဘွားအောင်မှာဖျားအပေါ်မှာပြန်ဆင်းလာကမန်းညိုအနီးသို့တိုးကပ်လာခဲ့ပါတယ်ငါသမီးရဲ့စေတနာကိုဘိုးဘွားတကယ်လေးစားပါတယ်ကွယ်တကယ်တော့ဘိုးဘွားကပန်းတွေကိုတိုးတိုးပြီးယူနေတယ်ဆိုတာ ငါသမီးရဲ့တရားတရားကိုစမ်းသပ်ကြည့်နေကျင်တာဖြစ်ပါတယ်။ငါသမီးရဲ့စိတ်ထားမုံမြတ်လာပါပြီတဲ့။ဒါပေမဲ့လည်းငါသမီးကစားဝတ်နေရတဲ့အတွက်ရုန်းကန်နေရတဲ့သူဖြစ်တာကြောင့်မလို့ငါသမီးရဲ့လှုပ်အားတွေကိုပို့ဖို့အလကားမယူခြင်းမဟုတ်ဘူးကွ။ဘိုးဘွားအောင်မလွဲရဲ့အတွင်းတို့လက်နိုင်လိုက်ကရွှေကျက်ဥကလေးတစ်လုံးကိုထုတ်ယူလိုက်ပါတယ်။ရွှေကျက်ဥကလေးမှာရွှေသားအတိပြီးကဝင်းလန်တောက်ပြောင်နေပါတယ်။ဟောတာငါသမီးကိုဘိုးဘိုးချီးမြှင့်ခဲ့တာပါ။ဘိုးဘိုးရဲ့မန္တလေးတောင်ပေါ်ကအတိတ်ထံပြင်းပြောက်သွားပြီမို့လို့ ဘိုးဘိုးရန်ကင်းတောင်သွားရတော့မယ်ကွ။ဘိုးဘိုးအောင်မှာဇောင်းတန်းမှာဆင်းသွားခဲ့ပြီးမန်းညုံမှာရွှေကျက်ဥကိုရတဲ့အခါအလွန်ပျော်ရွှင်သွားပါတော့တယ်။ပန်းရောင်းသူတူဖြစ်ဒီမို့တနေ့လုံးမှတနေ့စားရတီမို့လဲရွှေတုံငွေကြဆိုဒီမှာမူးရိပ်ပင်မရှိဘူးပေ။ထို့ကြောင့်ရွှေကျက်ဥကလေးကိုထူခွဲရောင်းချပြီးလိုအပ်တီများကိုဝယ်ယူမိဦးဆုံးဖြတ်ကမိမိတငယ်ချင်းများကိုပြသလိုက်ပါတယ်။တငယ်ချင်းများမှာရွှေအကြောင်းနားမလည်ကြတဲ့ဖြင့်ရွှေပရင်ဘိုတဲသို့သွားပြရန်လမ်းညွှန်ခဲ့ပါတယ်။ မန်းညော်သည်ရွှေကျဲဥကလေးကိုလက်ကင်ပေါ်ဝါလေးနှင့်ထက်ကမန္တလေးဈေးကြော်တော်အနီးရှိပဒိန်မိုတဖိုးတို့တွားရောက်ပြီးပြသလိုက်ပါတယ်။ပဒိန်ဆရာကြီးမှရွှေကျဲဥကိုလေးလာကြည့်ရှုလိုက်ပြီးတပြင်းချကခေါင်းခါလိုက်ပါတယ်။ဘလို့ဖြစ်တာပါလဲဆရာကြီး။ကျမရဲ့ရွှေကျဲဥကလေးကရွှေအတုများဖြစ်နေလို့လား။မဟုတ်ဘူးလုံမရဲ့။မင်းရဲ့ကျဲဥကလက်ရမြောက်လာတဲ့အပြင်ကျဲဥရဲ့ရွှေသားကလည်းတာမန်ရွှေသားရည်နဲ့မတူပဲဇမူရစ်ရှေလို့ခေါ်တဲ့အလွန်တန်မိုးကြီးရဲ့ရွှေသားနဲ့ပြုလုပ်ထားတာပဲကွ။ ဒါကြောင့်ငါစီကစီးစိမ်ချမ်းသာတဲ့အကုံပေါင်းရင်တောင်မှဟော်ရီရွှေကျဲဥကိုဝယ်ယူဖို့မလုံလောက်ပေဘူး။ဟောက်ရလားဆရာကြီးရဲ့ဒီရွှေကျဲဥလေးကဒီလောက်ပဲတာမိုးကြီးသလား။ဟုတ်ပါတယ်ဆိုကွယ်။ဒါဖြင့်ဒီလိုလုပ်ပါလား။ရွှေအချောင်းကိုတော့ပဒိန်တော်တွေကိုအုပ်ဆိုးတဲ့ရွှေတိုက်ဆိုးဝန်ကအတိဆုံးဖြစ်မှာပဲ။ဟော်ရီရွှေကျဲကိုရွှေတိုက်ဆိုးကိုပြသရင်ဖြင့်ရွှေတိုက်ဆိုးကတာမိုးဖြတ်ပြီးဝယ်ယူနိုင်လိမ့်မယ်လို့ထင်နေကွယ်။ဆရာကြီးကောင်းတယ်လို့သာစီစဉ်ပါဆရာကြီးရဲ့။ဒါဖြင့်လုံမငါနဲ့လိုက်ခဲ့။ ရွှေတိုက်စိုးဝင်မင်းနဲ့ငါနဲ့တိကျွမ်းရင်းနေတယ်ကွသူ့စီကိုငါတို့အတူတူသွားပြီးတော့ပြသချင်းမကောင်းမေဘူးလားတို့နဲ့မညုံနဲ့ပရင်ဆရာကြီးတို့မှရွှေတိုက်စိုးစီတို့ထွက်လာခဲ့ကြပါတယ်ရွှေတိုက်စိုးမှရွှေကျောက်တလုံးဖြင့်သူ့ရှိမောက်ရောက်လာတဲ့ဖြင့်အံ့ဩနေမိပြီးမညုံကလက်ကင်ပေါ်ရဲတွင်ထုတ်ထားသည့်ရွှေကျောက်ကိုပြလိုက်လေရာရွှေတိုက်စိုးမှအလုံးမင်းအံ့ဩသွားခဲ့ပါတယ်ကျုပ်တသက်နဲ့တကူရွှေတယ်ပစ္စည်းတွေအများကြီးကို မြေမူးကင်မူးလေးလာပူးခဲ့ပါပြီဒါပေမဲ့အခုလိုရွှေစင်ရွှေသားမျိုးကိုဖြင့် တခါမှမမြင်မှုသေးပါရွှေတိုက်ဆုံးမှမဉ္ညုံကိုကြည့်ကတန်တရားဝင်သွားပါတယ်ဒီမဲလုံးမမင်းပုံစံကဆင်းရဲနှုံချလွန်းလာပေတယ်မင်းရဲ့ပုံစံနဲ့ဟော်ဒီကရွှေကျက်ဦးနဲ့ကလားလားမှမထိုက်တန်ဘူးဖြစ်နေတယ်မင်းဒီရွှေကျက်ဦးကိုဘယ်ရရလာခဲ့တာလဲမမှန်လျှောက်တင်စမ်းမဟုတ်ရင်တော့မင်းကိုရာဇဝဲမှုနဲ့ဖမ်းရလိမ့်မယ်ရွှေတိုက်ဆုံးမှရဲမတ်များကိုခေါ်ဆောင်လိုက်ကမဉ္ညုံကိုဝန်းရံထားလိုက်တယ်မဉ္ညုံမှကြောက်ကြောက်လန့်လန့်နဲ့မဟုတ်ရပါဘူးဝန်မင်းရဲ့ ကျမကလူသူတော်ကြီးတပါးဟောဒီရွှေချက်ကိုပေးခဲ့တာပါအဲ့ဒါဆိုသူဘမနေတယ်လေသူ့နာမည်ရရောဘယ်လိုခေါ်တယ်လဲဒါတော့ကျမမသိပါဘူးရှင်ဘယ်မှာနေမှမသိနာမည်ဘသူမှန်းတော့မသိတဲ့လူကမင်းကိုဟောဒီရွှေချက်ကိုပေးတယ်ဆိုတာယုံကျင်စရာမကောင်းလာဘူးဒီမဲ့မင်းငါ့ကိုလိန်နေတာလားမန်းညုံမငိုရိုလေးရဲ့လက်အုပ်ချီကမလိန်ဝဲမအောင်ဝင်မင်းရဲ့ကျမအမှန်တိုင်းပြောတာပါမင်းကတခိုးပဲ မင်းရွှေကျဲဦးကိုဘယ်ရခိုးလာရဲဆိုတာပြောရင်ပြောမပြောရင်တော့မင်းနဲ့တင့်မယ်ဟဲ့ရွှေတိုက်ဆိုမှမန်းညိုကိုရိုင်းနိုင်ရင်ပြင်လိုက်စင်ထို့အခါဗဒင်ဆရာကြီးကဝင်းမင်းရဲ့ခလေးမကြည့်ရတာရိုးပုံရပါတယ်ခိုးတာဝတ်တာတော့ဖြစ်မယ်မထင်ပါဘူးကျုပ်စိတ်ထင်တော့တိုက်ကုန်းတွေဘာတွေများကောက်ရလာသလားပဲဟုတ်တယ်ဗဒင်ဆရာပြောတာဖြစ်နိုင်တယ်မြေကြီးကရတယ်ဆိုရင်တော့ဖြင့်ဒီပစ္စည်းဟာဘရင်ဗန္နာပစ္စည်းပဲပဲရှင်ဘရင်ဟာဒီတိုင်းမြေကရေမြေကောင်းငင်ရန်အထက်အဆုံးကို ပိုင်ဆိုးတာကြောင့်မလို့မြေကထွက်တဲ့ဒီပစ္စည်းကမင်းဖန်တာဖြစ်တယ်။ဒါဖြင့်မင်းတရားကြီးနဲ့အများကြီးသက်ဆိုင်သွားပြီပေါ့။ဟုတ်တယ်ဗဒိန်ဆရာကြီး။ကဲပါလေဒီအဆင့်ရောက်မှာတော့မထူးပါဘူး။ဟော်ဒီကလုံမောက်ကိုရွှေကျက်ဦးနဲ့အတူတူဘရင်ရှိတော်မောက်ကိုအရောက်သွင်းရမယ်။ဘရင်မင်းကရွှေကျက်ဦးကိုတိမ့်မယ်ဆိုရင်လည်းတိမ့်။လုံမောက်ကိုပြန်ပေးမယ်ဆိုရင်လည်းပေးပါစေတော့။ရွှေတိုက်ဆိုးမှာမညို့ကိုဖမ်းဆီးကရွှေနန်းတော်တို့ခေါ်ဆောင်လာခဲ့သည်မင်းတို့မင်းကြီးမှာဥယျာဉ်တော်အတွင် စာဆိုတော်များနဲ့အတူအပန်းဖြေနေသည့်အချိန် လဖက်ရီတော်ကတ်ရသည့်စာဆိုဥပုံညာကမင်းတော်မယားစာကြောတစ်ခုရုပ်ဖတ်ပြနေလေသည် ရွှေတိုက်ဆိုးမှအရေးကြီးသူဆိုသဖြင့်မင်းချင်းများမှဥယင်တော်အတွင်းသို့ခေါ်ဆောင်လာခဲ့ရသည်ရွှေတိုက်ဆိုးကမန်းညိုကိုဆွဲခေါ်လာခဲ့ပြီးရွှေတိုက်ဆိုးမှမင်းတော်မင်းကြီးအရှိတွင်ဝတ်တော်လျက်အရှင်မင်းကြီးဟော်ရီလုံမဟာရွှေကျောက်ဥကိုတဏျာရာကနေရရှိလာပုံထောက်ပါတယ်သူကမေးတော့လေအမှန်တိုင်းမဖြေတာနဲ့ဒီကိစ္စကိုအရှင်မင်းကြီးကပဲဆုံးဖြတ်အမိန့်မှတ်ပေးစီလိုပါတယ်မင်းတော်မင်းကြီးမှရွှေတိုက်ဆိုးဆက်တာသည့်ရွှေကျောက်ဥကိုကင်တွယ်ကြည့်ရှုလေပါတယ် อืมရွှေသားကတော့အတော်ကောင်းမိတာပဲอืมရွှေသားကတော့အတော်ကောင်းမိတာပဲဟဲ့လုံမဒီရွှေကြောက်ကိုမင်းဘယ်ရနေရခဲ့တာလဲကွငါ့အောင်မလိန်စမ်းနဲ့အမှန်ဖြေစမ်းမင်းကိုအပြစ်တော်မယူစေရပါဘူးကွထိုကမန်းညုံမှာဖြစ်စဉ်အဆအဆုံးကိုမင်းတော်မယားလျှောက်တင်လိုက်ပါတယ်ရွှေတိုက်စိုးနဲ့အချားဝမင်းမြတ်မှာလည်းမန်းညုံတယောက်လိန်လေပြောဆိုနေသည်ဟုယုံကြည်နေကြပါတယ်တဲမင်းရများရင်မြစ်တနင်းပြည့်ရှင် မင်းကိုလိန်ညာခြင်းသေးတာဗောလေ မူးမမများမန်းညိုကဲ့ရဲ့ကြပြီးထိုအခါမင်းတုံမင်းကြီးကလက်ကပြလိုက်ကမင်းကြီးတို့ဒီလုံမရဲ့ရုပ်ရည်သွင်းမြင်ကြည့်စမ်းပါသူစင်းရဲဆိုပေမဲ့အနေတီးတယ်မျက်လုံးမျက်အိမ်လည်းတည်တည်တန်တန်ရှိလာတယ်စကားပြောတဲ့အခါမှလည်းတခုံးမှထင်ကောက်ခြင်းမရှိပဲဝင်းဝင်းကြီးပြောချသွားတယ်ကွငါကိုယ်တော်မျက်ကတော့ဒီကလေးမှလူလိန်တယောက်နဲ့မတူပါဘူးကွမင်းတုံမင်းကြီးမှရွှေကြောက်လေးကိုစားကြည့်နေရင်ဒီရွှေသား ီလိုလက်ရဆိုတာတို့တာမန်လူတွေလုပ်ဖို့ခဲရင်တဲ့အမျိုးပဲဒီရွှေကျက်ဥကလုံမပြောသလိုပဲအထက်ဝိဇာကြီးတွေကတကိုးဆွရင်နဲ့ဖန်ဆင်းထားတဲ့ကျက်ဥပဲဖြစ်ရမယ်မင်းတို့မင်းကြီးမှရွှေကျက်ဥကိုတင်ဆဲလိုက်ပြီးမန်းညိုကိုလည်းစုတော်လက်တော်များအနှင်းလိုက်တဲ့အတွက်မန်းညိုမှာတခဏတည်းနဲ့ပဲတကြွတယောက်ဤချမ်းသာမှုမျိုးကိုရရှိသွားလေသည်မင်းတို့မင်းကြီးမှရွှေကျက်ဥပေးခဲ့သည့်ပုံကိုကြီးကိုလည်းတွေ့မြင်ခြင်းလာသဖြင့်မန်းညိုကအသေးစိတ်မေးမြန်းလိုက်ပါတယ်မန်းညိုမှာလည်းပန်းနာလူပူပြီး ုံကိုကြီးနဲ့တက်ဆိုင်တဲ့အကြောင်းကိုမမေးမြန်းမှုတစ်ဖြင့်ဘာမှမသိပဲဖြစ်နေလေသည်။ဒါဖြင့်အဲ့ဒီပုံကိုကြီးကဘယ်ရက်ကိုထွက်သွားရဲဆိုတာလုံးဝတွေးလိုက်ရဲ့လား။ထို့တော့မှမညိုကတတိယသွားကမမရှင်မင်းဘိုးဘကြီးကမန္တလေးတောင်မှာအတိတ်ထံဝင်ပြီလို့ရန်ကင်းတောင်သွားမယ်လို့ပြောသွားပါတယ်။မင်းတို့မင်းကြီးမှာအလုံးဝမ်းမြောက်ပျော်ရွှင်လျက်မင်းချင်းမြောက်ရန်ကင်းတောင်သို့ဆေးလုကအရှာခိုင်းရတယ်။၃ရက်ကြာတဲ့အထိထိုပုံကိုကြီးကိုရှာမတွေ့သေးပြီ။ မင်းတို့မင်းကြီးမှာထုံမြနဲ့အားမရသေးပဲမြို့တော်ရရက်ကိုမောင်းထုကြီးညာကရန်ငင်းတောင်ရှိပုဂ္ဂိုလ်ကြီးကိုရှာဖွေစေတယ်။ထိုခေတ်ထိုအခါရန်ငင်းတောင်ကြီးမှာနတ်ရင်တော်တောအုပ်ကြီးများနဲ့ဖုံးလွှမ်းနေလျက်ရှိတယ်။မင်းမှုတိုင်းများနဲ့လူသူအများစုမှာရန်ငင်းတောင်တော်ဝါရှိရှိုးမြောင်ကြောက်ကံမှာတောတောင်လိုင်းကူများအနှံ့ချေရခြင်းထက်မြလိုက်လံရှာဖွေတော်လည်းမတွေ့ရှိပေ။နောက်ဆုံးမင်းတို့မင်းကြီးကိုယ်တိုင်လိုက်လံရှာဖွေလို့စိတ်ပြင်းပြလာလေ။ တိုးတော်မူမတ်များကဝိုင်းဝန်းတားဆီးကြပြီးရန်ကင်းတောင်မှာတောတောင်ထူထပ်သဖြင့်ပုံကန်သူများရံမှာကြောက်ရွံ့ရသည့်ဖြစ်တော်ကြောင့်ဖြစ်သည်တိုးတော်မင်းတော်မင်းဆရာထက်တာမှုကိုတားဆီး၍မရသဖြင့်ရှင်ဘရင်မင်းခမ်းမင်းနာနှင့်လူသိရှင်ကြမထွက်တော့ဘဲတာမန်လူဝဲဖြစ်တာရတနာမင်းတော်ကိုစီရထွက်လာခဲ့တော်တယ်။မင်းတော်မင်းကြီးမှာရန်ကင်းတောင်ရဲ့အရက်လေးမျက်နှာတို့ကိုယ်တိုင်ဖြန့်ကျက်ရှာဖွေလေတယ်။တိုးတော်မတွေ့ပေ။ညနေဆောင်တဲ့အခါအလွန်မဲစိတ်ညှိုးနှွမ်းလာပြီဖြစ်သည်။မင်းချင်းများကလည်းမိုးချုပ်တော်မီဖြစ်သဖြင့်နန်းတွင်းပြောင်းဖို့အတွက်တိုက်တွန်းနေကြပြီဖြစ်သည်။ ထိုအခါမင်းတို့မြို့မှာလည်းရန်ငင်းတောင်စီတို့လက်အုပ်ချည်ရင်အတနုံးမှာထိုပုဂ္ဂိုလ်ကြီးနဲ့တွေ့ဆုံစည်းရမည့်ကုသိုလ်ကံအကျိုးဆက်များရှိနေပါကထိုပုဂ္ဂိုလ်ကြီးသည်ထင်ထင်ရှားရှားပေါ်ပေါက်လာပါစေသောမင်းတို့မင်းကြီးကတစ္ဆာဆိုပြီးတဲ့အခါတောအုပ်တနေရာမှာမီးအလင်းရောင်တစ်ခုကိုတွေ့ရပါတယ်အစကန္တဦးပိုင်းကတော်မီလောင်တွေကိုထင်တော်လဲထိုအလင်းရောင်မှာတော်မီလင်းရောင်မဟုတ်တဲ့ဖြင့်ထူးခြားတယ်ဟုဆိုကမင်းတို့မင်းကြီးကိုယ်တိုင်မြင်းနဲ့အပြေးထွက်လာခဲ့ပါတယ် အလွန်ကြီးမားသည့်တစ်ပင်ကြီးတစ်ပင်အောက်တွင်ဘိုးဘိုးအောင်မှပတိထိုင်ဆိုင်နေပြီးဘိုးဘိုးအောင်၏နှဖူးမှအလင်းရောင်များကတိုးထွက်နေခြင်းဖြစ်သည်မင်းတို့မင်းကြီးမှမြေပေါ်မှချက်ချင်းခုန်ဆင်းလိုက်ပြီးဘိုးဘိုးအောင်ရှိတွင်လက်အုပ်ကြီးကထိုင်ချလိုက်ပါတယ်တွေ့ပြီနောက်ဆုံးတော့ဆရာကြီးနဲ့တွေ့ရပါပေါ့လားမင်းတို့မင်းမှအလွန်ပျော်ရွှင်သဖြင့်မျက်ရည်များပင်ကျဆင်းလာခဲ့တယ်ဘိုးဘိုးအောင်ကမျက်လှော်ဖွင့်လိုက်ပြီးအတင်မင်းကြီးနဲ့ဘိုးဘိုးနဲ့ဟာရေဆက်ပထန်းဆက်ပါလာပုံရပါတယ် လူချင်းမတွေ့ဘူးခင်ကတည်းကစိတ်ချင်းတိကျွနေကြတယ်။မင်းတို့မင်းကြီးမှာကောင်းချင်းလိုက်ရင်ဘိုးဘွားအောင်ပြောတဲ့အတိုင်းမင်းတို့မင်းကြီးမှာမညိုထမ်းမှဘိုးဘွားအောင်ရဲ့ရုပ်ရည်တွင်ပြင်ပုံမှန်သဏ္ဍာန်ကိုကြားလိုက်ရကတည်းကဘိုးဘွားအောင်ကိုစိတ်ထဲတွင်အလွန်ကြီးညိုကတွေ့ချင်းစိမ်းများတဖွာဖွာဖြစ်ပေါ်နေလေတယ်။ထို့ကြောင့်ကိုယ်တိုင်ပင်လာရောက်ရှာဖွေရခြင်းဖြစ်ပါတယ်။ဆရာကြီးရဲ့အမည်နာမဘွဲတော်ရှိရင်သိချင်ပါတယ်ဆရာကြီး။အသိမင်းကြီးအကျွန်ုပ်က အခြားသူမဟုတ်ပါဘိုးဘွားအောင်ပင်ဖြစ်သည်။ ဘိုးဘိုးအောင်ပြောလိုက်တဲ့အခါမင်းတို့မင်းကြီးမှာအံ့ဩမင်တက်သွားခဲ့ရပါတယ်။ဘိုးဘိုးအောင်ဆိုတာဘိုးတော်ဖရာလက်ထက်ကအမရပူရမှာထင်ရှားခဲ့တဲ့ဘိုးတော်ကြီးပေါ့နော်။ဟုတ်မှန်ပေသည်အတင်မင်းကြီး။အကျွန်ုပ်မှာမောင်မင်းတို့အဖိုးမောင်ဝိုင်းနဲ့တငယ်ချင်းများဖြစ်ခဲ့ကြသည်။အခုယတနာဘုံနေပြည်တော်ကြွမြန်လာခဲ့ရတာလေ။အတင်မင်းကြီးကိုချီးမြှောက်ကူညီဖို့ဖြစ်တယ်။လေးစားလိုက်တာဖိုးဖိုးရဲ့။ဖိုးဖိုးတပည့်တော်စီးကတ်ချင်ပါတယ်။ဖိုးဖိုးနန်းနှင်းကိုလိုက်ခဲ့ပါ။ ဖိုးဖိုးကပတိစိတ်တံမပြီးသေးဘူးကွယ်အတင်မင်းကြီးတော့ပြန်နေမှာဖိုးဖိုးအနောက်ကနေလိုက်လာခဲ့ပါမယ်နေဝင်တော့မယ်ဖိုးဖိုးရဲ့ဖိုးဖိုးချိန်လင်လိုက်လာရင်မမီပဲရှိနေပါမယ်မြို့တော်တကားပြိတ်သွားရင်ဖိုးဖိုးဝင်မရပဲဖြစ်နေပါမယ်ဖိုးဖိုးအခုတခါလေးလိုက်ခဲ့ပါဖိုးဖိုးအောင်ကခေါင်းသာခါပြလိုက်ပြီဒါဖြစ်ရင်ဖိုးဖိုးစီနေမို့အတွက်တနေ့ကိုတိုင်900ပြေးနိုင်တဲ့ယတနာမြင်းတော်ထားခဲ့ပါမယ်အတင်မင်းကြီးသာစီးပါဖိုးဖိုးအတွက်မြင်းတွေမလိုပါဘူး မင်းကြီးများလည်းမင်းတို့မင်းကြီးကအမြန်ပြန်ရန်တိုက်တုံးနေကြပြီဖြစ်သည်မိုးချုပ်လေမြို့တော်တကာပိတ်ပြီနန်းမြို့တကာပိတ်သွားပြီထိုအခါနန်းတွင်းတို့မပြန်နိုင်တော့ပြီရှင်ဘရင်ဆိုတာနန်းတော်နဲ့မကင်းကွာတဲ့ကြောင့်တာတကများစွာရှိတယ်မို့တိုက်တုံးနေကြခြင်းဖြစ်သည်အရှင်မင်းကြီးနန်းတွင်းကိုပြန်နေမှာပြီဖေဟာအခုချိန်ပြန်ရင်တော့နန်းမြို့တို့တကာပိတ်လောက်ပြီထင်ပါတယ်ဖေဟာမူးမတ်များလည်းတိုက်တုံးဘိုးဘိုးအောင်ကလည်းမလိုက်ဘူးဆိုတဲ့ဖြင့်မင်းတို့မင်းကြီးမှာအခက်တွေ့နေလေဤပြန်ရန်အတွက်မှလည်းတဖြည်းဖြည်းမိုးပင်ချုပ်လာခဲ့ပြီ ဘိုးဘွားအောင်မမင်းတို့မင်းကြီးကိုလက်ဖွဲ့တစ်ခုချင်းမြင့်လိုက်ပါတယ်။ဒီလက်ဖွဲ့ကိုယူပြီးပြမလေးမင်းကြီးဘိုးဘွားအမိလိုက်လာခဲ့ပါမယ်။မင်းတို့မင်းကြီးလည်းထိုလက်ဖွဲ့ကိုယူကမြင်းစည်း၍နောက်လိုက်နောက်ပါအနိုင်ငယ်နဲ့ရန်ကင်းတောင်စီမှာပြန်ထွက်လာခဲ့လေပါတယ်။ရန်ကင်းတောင်နဲ့မန္တလေးမြို့မှာအတော်တန်ဝေးကွာလာသည့်ဖြစ်ရာမြင်းကိုတုံးဆိုင်မောင်းနေနေရတယ်။အရှိရင်ဂုံတက်ကလေးတစ်ခုတို့ရောက်လာပြီးထိုဂုံတက်ကလေးပေါ်တို့တက်လိုက်တဲ့အချိန်တွင်မင်းတို့မင်းကြီးနဲ့မူးမက်များမှာမန္တလေးနန်းတော်ကျောင်းတပေးတို့ရောက်သွားကြကုန်ပါတယ်။ မင်းတို့မင်းကြီးမှာအံ့ဩပနံဖြစ်ရကဗဇက်ပင်မပိတ်နိုင်မီအထိန်များစွာတွားရမည်ခရီးမှာကုန်းတရာညက်ပင်မကြလိုက်ပဲရောက်ရှိလာတော့ကြောင်ဖြစ်ပါတယ်မင်းတို့မင်းကြီးမှာအနောက်သို့လှည့်ကြည့်တဲ့အခါကုန်းကမှုကလေးကိုမတွေ့ရပဲမြို့ပြအိုးအိမ်များကိုသာတွေ့ရတယ်မူးမှန်များမှလည်းအံ့ဩနေကြတယ်အများစုမှာဘိုးဘွားအောင်ပေးလိုက်သည့်လက်ဖွဲ့အစွမ်းကြောင်းကိုထင်မြင်ကြပေးကြလေပါတယ်။မင်းတို့မင်းကြီးတို့မှာနမ်းမြို့ရိုတကားကိုဖျက်တမ်းလာပြီးသည့်အခါနမ်းမြို့ရိုတကားမှာပိတ်သွား၏။ကျောင်းတွင်တက်ဆင်သားသည့်တရားကြီးများကိုလည်းရဲမှတ်များကဖျက်ယူသိမ်းဆည်းလိုက်ကြသည ထိုနေ့အတိုင်းဆိုလျင်ဘိုးဘွားမှာနန်းတော်အတွင်းသို့ဝင်စရာလမ်းမရှိတော့ဘူးမင်းတို့မင်းကြီးကတွေးမိကစိတ်ပြတ်အာရုံမိသွားပါတယ်။နန်းမြို့ရိုးကိုဖျက်ချော်ပြီးဒီနောက်တကားနေတို့ရောက်ရှိလာခဲ့ပြီးတကားနေကိုဖျက်လျင်နန်းတော်ဆောင်များထဲသို့ရောက်ရှိတော်မူဖြစ်ပါတယ်။ထိုစဉ်တကားနေအနီးတွင်ဘိုးဘွားတို့ရောက်မတ်တက်ရက်နေလေးပါတယ်။မင်းတို့မင်းနဲ့မူးမများကိုပင်ပြုံးပြနှုတ်ဆက်နေသေးပါတယ်။မောင်မင်းတို့ကကြောက်ထက်တော်နောက်ကျနေပါရောလား။ ိုးဘွားအောင်မှာဟာတက်ရင်မောလိုက်ပြီးမင်းတုံးမင်းကြီးမှာထိုးတော့မှစိတ်အားတက်ကြွလာပြီးဘိုးဘွားအောင်လက်ကိုဆွဲကနန်းတွင်တော့ခေါဆောင်လာခဲ့လိုက်ပါတယ်မင်းတုံးမင်းကြီးမှာဘိုးဘွားအောင်ကိုမြေနန်းစီဝါတဆောင်ကြီးထဲမှာပင်ရွှေသလုံးတော်ခင်းချင်းမိကပူဇော်ထားပြီးအထူးထူးသောစားတောက်ဖွဲ့ရာအဖျော်ရမကများကိုလည်းလှူဒန်းပါတယ်အဖျော်တော်များမောင်မမိတ်တန်များကရက်တော်တွင်းမိကြရပါတယ်သို့တော်ဘိုးဘွားအောင်မှာမောင်မများနဲ့မိန်းမသားများကိုအနောက်သို့ဆုတ်ရန်မိန့်ကြားလိုက်ပါတယ်စားတောက်ဖွဲ့ရာများကိုလည်းတစ်ချက်ကြည့်လိုက်ရင် အသင်မင်းကြီးရဲ့စေတနာတရားတရားကိုပို့ဖို့နားလဲပါတယ်။ဒါပေမဲ့ဒီအစားအစာတွေကကြမ်းတမ်းလုံးနဲ့ကွ။ဘလို့ပြောလိုက်ပါလိမ့်ပို့ဖို့ရေ။ဟောဒီထမင်းကအလိုနူးညံ့တဲ့တလေးကောက်နိုင်ကနေရရှိလာတဲ့ထမင်းဖြစ်ပါတယ်။ဒီလိုနူးညံ့တာကိုပြောတာမဟုတ်ဘူးအသင်မင်းသားရဲ့။လူသားတွေကချက်ပြုတ်ပြင်းစင်ပြုတ်ပြင်းရတဲ့ပဂတိအစာလို့ခေါ်တဲ့အစာအာဟာရကိုစားတော့ကြရတယ်။ဒီအစာတွေကကြမ်းတမ်းတဲ့အတွက်ဝါမျိုးစားတော့ရပြီးကြံရှိတဲ့အစာဟောင်းတွေကအညစ်အကြေးတွေအဖြစ်စွန့်ထုတ်ကြရတယ်ကွ။ ပိုးပိုးတို့လိုဝိဆာတွေကြတော့အလွန်နူးညံ့တိမ်မွေးတဲ့ဝိကတိအာဟာရလို့ခေါ်တဲ့အစာအာဟာရတွေကိုစားသုံးကြတယ်။အဲ့ဒီအာဟာရတွေကရှားပေါ်တင်လိုက်တာနဲ့တင်ကြော်ပြောင်းစိတ်ဝင်သွားတဲ့အတွက်ကြင်ကြီးကြင်ငယ်လိုအညစ်အကြေးတွေမဖြစ်ပေါ်ကြပေဘူး။တပည့်တော်နားလဲပါကြီးပိုးပိုး။အတင်မင်းကြီးကဘိုးတော်မောင်ဝိုင်းနဲ့တော့မတူညီဘူး။စိတ်ကောင်းနှလုံးကောင်းရှိတယ်။တတော်ရတဲ့အပေါ်တနာကျင်တာတတ်တယ်။သာသနာတော်ကိုလည်းအလွန်ကြည်ညိုလေးစားတယ်။ ဒါကြောင့်အတင်မင်းကြီးကိုအချင်းများဖို့ပို့ဖို့လာခဲ့တာပဲအတင်မင်းကြီးစိတ်ထဲမှာစံနာတစ်ခုခုရှိနေတယ်ဆိုရင်ဖြင့်ဘိုးဘိုးဖြည့်စည်းပေးပါမယ်မင်းတို့မင်းကြီးမှာမျက်နှာမှိုင်ကြသွားပြီစံနာတစ်ခုကတော့ရှိပါတယ်ဘိုးဘိုးဗုဒ္ဓသာသနာတော်မှာအရေးပါအရာရောက်တဲ့ပိဋကတ်တော်တွေကိုပေစာရုံနဲ့မှတ်တမ်းတင်ရေးထိုးထားကြပါတယ်ဒါမဲ့ပေစာဆိုတာတည့်ရပဲမို့ရာသီဥတုတံကိုခံစားရပါတယ်မီးလောင်ပျက်စီးလွယ်ပါတယ်နှစ်များစွာကြာအောင်အထားမခံလာပါဘူး ီအတွက်ပိရိကတ်တော်တွေကိုပေးစာထပ်ပို့မှုပြီးတော့တရှိကမ်းမဲ့နီလန်တစ်ခုနဲ့ထိမ့်သိမ့်မှတ်သားထားဖို့ဆန္ဒတစ်ခုရှိနေပါတယ်ဘိုးဘိုးတန်ဃာယနာတင်ရင်နေပေါ့အတင်မင်းကြီးကဟုတ်ပါတယ်ဘိုးဘိုးပိရိကတ်တော်တွေကိုကြောက်ချက်ပြားတဲ့ပုံမှာကြောက်ထက်အခရာတင်တာရဲ့နှစ်ကာလကြာရှိအောင်တည်တတ်နိုင်တယ်လို့ထင်ပါတယ်အတင်မင်းကြီးရဲ့အကြံကောင်းလာပါပြီတဲ့ဒါမဲ့ဘိုးဘိုးရဲ့အခုတပည့်တော်ဟာနမ်းမြို့တော်တစ်ကိုတီထောင်ထားတာမို့ငွေကြေးအကုန်ကြများပြားနေပါတယ် ကြောက်တဲ့အခက်ရတင်တာကြောက်ပြားများစွာအသုံးပြုရတယ်။ကြောက်စစ်သမားအများပြအသုံးပြုရတာမို့ငွေကြေးအလွန်ကုန်ကြရဲ့လုပ်ငန်းဖြစ်ပါတယ်။တပည့်တော်မှာဘန်နာငွေနှဲပါတာကြောင့်ဒီအကျန်စီကိုအကောင့်ထဲမပေါ်နိုင်ပဲဖြစ်နေပါတယ်ဘို့။ဒါကတော့ဟုတ်ပေတယ်တင်မင်းကြီး။ဒီလုပ်ငန်းငွေကြေးကုန်ကြများမယ်။ဒီလုပ်ငန်းလှုပ်ချင်လို့အခွန်တိုးကောက်မယ်ဆိုရင်လည်းပြည်သူတွေနေနာကြလိမ့်မယ်။တိုင်းပြည်ဘန်နာတွေကထောက်တုံးမယ်ဆိုရင်လည်းတိုင်းပြည်အင်အားဆုတ်ယုတ်စီမယ်။ဒီအတွက်မပူပါနဲ့အတင်မင်းကြီး။ အတင်မင်းကြီးဆန္ဒပြအောင်ဘိုးဘိုးကူညီပါမယ်။အတင်မင်းကြီးကဘိုးဘိုးကိုကျေးဇင်ပိတ်တာ90ပေးပါတော့။ထိုအခါမင်းမိတ်နဲ့ညာရင်းချင်းပင်စီမံရတော့၏။ကျေးချိန်ပိတ်တာ90ကိုနန်းတော်တွင်မှပင်ကြိုချက်ရလေ၏။နောက်တနေ့မနေ့ရောင်နေတက်ချိန်တွင်ကျေးချိန်ပိတ်တာ90မှာကြိုချက်ပြီးဖြစ်ပါတယ်။ဘိုးဘိုးအောင်မှာတလုံးကလေးတလုံးကိုထုတ်ယူလိုက်ကာထိုကျေးချိန်များအတွင်းသို့ပြစ်ချလိုက်ပြီးဟောင်းငနဲ့အတန်ကြီးမိကကျေးရင်များအတွင်းမှာမီးတောက်မီလီယံကြီးများပေါ်ထွက်လာကာကျေးရင်များအဖြစ်မှာရွှေရင်များအဖြစ်သို့ပြောင်းလဲသွားသည်ကိုတွေ့လိုက်ကြရပါတော့တယ်။ အေးခဲသွားသောအခါကြေးချိန်90မှာရွှေချိန်90အဖြစ်သို့ပြောင်းလဲသွားခဲ့ပါတယ်။တနန်းတွင်လုံအော့အော်တောင်းတဲ့ဖြစ်ကပျော်ရွှင်နေကြပါတယ်။အတင်မင်းကြီးဒီလောက်ဆိုရင်လုံလောက်ပြီမလား။လုံလောက်တဲ့အပြင်ပူရောင်ပိုနေပါသေးတယ်ပို့ပို့။ဒီရွှေတွေကိုအတုံးချပြီးတာသနာပြုပါတော့အတင်မင်းကြီး။မင်းတော်မင်းကြီးကဘိုးဘိုးအောင်ဤသို့ကတ်လိုက်ကဘိုးဘိုးရဲ့အကိရပညာအလွန်အံ့ဩဖို့ကောင်းလာပါပြီ။ဘိုးဘိုးသာရွှေဖြစ်လုံနေရောတပည့်တော်အတင်မင်းမယ်ဆိုရင်ဖြင့် တပည့်တော်ဟာတိုင်းပြည်တစ်ပြည်လုံးကဖျားစရီတွေကိုရွှေသားကြီးအတိအဖြစ်အောင်လူဒန်းဆောက်လုပ်မှာပါရွှေအုပ်ချက်တွေစီလို့ရွှေကူဖျားကြီးတွေလည်းတိဆောက်လူဒန်းပါမယ်ဘိုးတော်ဖျားတီးခဲ့တဲ့မင်းကွန်ခေါလောင်းကြီးတက်ကြီးတဲ့ရွှေခေါလောင်းကြီးတုံးလုံးလူဒန်းပါမယ်ဘိုးဘွားကတပည့်တော်ရွှေဖြင့်ငွေဖြင့်နီလန်လင်းများပြသပေးတော်မူပါမင်းတော်မင်းကြီးမှာလောကီလူသားပြီပြီလောဘတက်လာတဲ့ဖြင့်ဘိုးဘွားအောင်မှာပြုံးလိုက်မိပြီအသင်မင်းကြီးဥစ္စာပစ္စည်းဆိုတာသူတော်ကောင်းနေနဲ့မအပ်ဆက်တဲ့အရာဖြစ်တယ်ဥစ္စာပစ္စည်းဆိုတာတတ်မှတ်မှု လောဘတဏ္ဏကိုဖြစ်စေတယ်။တဏ္ဏဆိုတာအပေကြစေတဲ့တရားပဲ။ဘိုးဘွားကဘသူ့မှာအပေမကြစေချင်ပါဘူးကွယ်။ဒါကြောင့်ဒီနီးလန်းကိုတော့ဘိုးဘိုးမတင်ပေးပြရစေနဲ့။ဒါဖြစ်ရင်လည်းဘိုးဘိုးတပည့်ကဥယျာဉ်တော်ထဲမှာကြောင်းဆောက်ပြီးကောင်းကောင်းမွန်မွန်လှုပ်ကြွေးစည်းကမ်းချင်ပါတယ်။ဘိုးဘိုးလက်ခံတော်မူပါ။အတင်မင်းကြီးရဲ့စေတနာကိုဘိုးဘိုးနားလည်ပေမဲ့ဘိုးဘိုးကဟိုးရခင်နဲ့ရနန်းတွင်နဲ့ရောရောရှက်ရှက်မနေခဲ့တယ်လို့အခြားလူတွေနဲ့လည်းဟာပပနေခဲ့တာမဟုတ်ဘူးကွယ်။ဒါကြောင့်လူစော်နံလို့ ူတွေနားမှာမနေတတ်တော့ပါဘူးကွယ်ဘိုးဘိုးနေတဲ့တောတောင်တွေကိုပဲပြန်มาတော့မယ်ဘိုးဘိုးအောင်မှာပြောပြောဆိုဆိုနဲ့မိုးပေါ်ပြန်တက်သွားလိမ့်တယ်မင်းတို့မင်းမှာလက်အုပ်ချီလျက်ဘိုးဘိုးဒါဆိုဘိုးဘိုးဘယ်ချိန်ပြန်လာမလဲဘိုးဘိုးဘလို့ထပ်ပြီးတွေ့ရပါမလဲဘိုး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 ကအချိန်တိုင်းရှိနေမှာပါကွယ်ဘိုးဘိုးနဲ့တွေ့ချင်နေဆိုရင်တော့ကန်ငါးပါးကိုလုံအောင်စောင့်ထင်းသူတော်ကောင်းတရားနဲ့အညီကြင့်ကြံနေထိုင်စမ်းပါကွယ်အဲ့ဒီလိုလူတွေရဲ့နေဘေးမှာဘိုးဘိုးကရှိနေပါမယ် အဲ့ဒီလူတွေကိုဘိုးဘွားအမြဲစောင့်ရှောက်နေပါတယ်ကွဘိုးဘွားအောင်မှာထိုးတို့ပြောဆိုလျက်ကောင်းငင်ထက်တို့ပြန်တက်ကပျောက်ကွယ်သွားလေတော့ဤဘိုးဘွားအောင်မှာလူသိရှင်ကြထပ်မံမပေါ်ပေါက်လာတော့ဒီမှာထိုးစင်ကလေးကပင်ဖြစ်ပါတယ်သို့တော်လည်းဘိုးဘွားအောင်မှာကြားထားတဲ့အတိုင်းငါးပါးတီလာလုံးုံတော့သူသူတော်ကောင်းစိတ်ဓာတ်အကျင့်ရှိသူမိဘလောက်ကျဲသူတို့အပေါ်ဘိုးဘွားအောင်မှာစောင့်ရှောက်ကူညီပေးလေရှိထိုးနောက်ပိုင်းတွင်လည်းဘိုးဘွားအောင်နဲ့တွေ့ဆုံမှုသူဘိုးဘွားအောင်၏ကူညီမဆမှုခံခဲ့ရသူများမှာကြိုကြားကြိုကြားပေါ်ထွက်လာတတ်ပါသေးတယ် ပိုးပိုးအောင်မှာပထမထွက်ရပေါက်လမ်းစဉ်ကြီးကိုအလင်းအစ်တူတိုင်းကိုတင် जा ပြတ်တာပေးလေရှိပါတယ်။သို့တော်လည်းဂိုင်းကနာတစ်ခုအဖြစ်တီးထောင်ခဲ့ခြင်းမဟုတ်ပေ။ပိုးပိုးအောင်မှာရွှေပြင်းငွေဖြစ်ချမ်းသာကြွယ်ဝအောင်စောင့်ရှောက်တည်ထက်ကျင့်စဉ်နီလမ်းများအောက်သာတင် जा ပြတ်တာဆုံးမပေးတတ်သူတို့ဖြစ်ပါတယ်။ရှင်းရှင်းပြောရရင်ပုဂ္ဂိုလ်တရဝါများကိုတထေးပြအောင်ချမ်းသာအောင်ကူညီပေးတည်ထက်အကျင့်သူတိုက်တီတူများရရှိပြီးဝိဇ္ဇာထွက်ရလမ်းကိုမြန်းနိုင်ရန်ညွန်ပြကူညီသူဖြစ်ပါတယ်။သို့တော်လောကီလူပေါင်းကြီးမှာ ရှုပ်ထွေးပွေလီလာသည့်ဖြစ်ရာထိုအဖြစ်ကိုအခွင့်ကောင်းယူ၍အတုံးချကိုကြိုးရှာသည့်လူပုဂ္ဂိုလ်များစွာလည်းရှိနေပေသည်အဘအောင်မင်းကောင်ကြီးကပင်ဝိဇ္ဇာများနှင့်ပတ်သက်၍အတုကတထောင်အယောင်ဆောင်ကတသိန်းအပလင်းအနန္ဒာကိုမှာကြားခဲ့သည့်အတော့အတိအလိမ္မာဉာဏ်ပညာနှင့်ရှင်၍စင်စားချင်းချင်ရန်များစွာလိုအပ်လာသည်မိတို့ပင်ဆိုစီကမူလွန်ခဲ့သောနှစ်ပေါင်း၂၀၀ခန့်ပေါ်ထွက်ခဲ့ပူသည့်လူသူတော်ဝိဇ္ဇာကြီးဘိုးဘိုးအောင်မှာ ရှေးရခင်ခေတ်ကာလများကတည်းကစီးကပ်ပူဇော်သူများများပြခဲ့ပြီးယနေ့ထိတိုင်မြန်မာလူမျိုးများ၏နှလုံးအိမ်အသေးဆိုင်တွင်စွဲကပ်ယုံကြည်နေကြသည့်ပုဂ္ဂိုလ်ကြီးတို့ဖြစ်ပါကြောင်းဤဝိထုဖြင့်ဂုဏ်ပြုပူဇော်အပ်ပါသည်။ဟုတ်ကဲ့ပါယခုတင်ဆက်ပေးခဲ့တဲ့ဇာလံအကြောင်းအရာလေးကတော့ပထမဘိုးဘွားအောင်ရဲ့အပိုင်ကိုဖြစ်တဲ့မင်းတုံးမင်းနဲ့ဘိုးဘွားအောင်ဆိုတဲ့ဇာသိမ်းပိုင်းလေးဖြစ်ပါတယ်။နောက်ထပ်နောက်ထပ်ဝိထုဇာလံကောင်းတွေကိုဆက်လက်နားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ရေးတံလွေ channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။